EDM FN ကိုအပင်နာစင်ဝင်းရံပေးလျက်ရှိကြသူဒေါ်လန်မီဝပြည်သူညီကိုမောင်နှမတို့အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်တိုက်ပွဲတစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါတယ်တကယ်တော့ဆရာဖြူတီဟာရေးသားထားတဲ့ဆောင်းပါးတွေကတပုတ်ဖြစ်တယ်နေ့စဉ်ရင်ဆိုင်နေရတဲ့တိုက်ပွဲဆိုတဲ့ဆောင်းပါးတပုတ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်တိုက်ပွဲဆိုလို့စီးရေးတိုက်ပွဲတွေလို့ထင်မိသွားလားဒါပေမဲ့ကျွန်တော်တို့လူတိုင်းလူတိုင်း စစ်မြေမြေမှာမှမဟုတ်ဘူးနေစဉ်ဘဝမှာရင်ဆိုင်နေရတဲ့အတိုက်ပွဲတစ်ခုကိုဆရာရဲ့ဆောင်းပါးလေးမှာနားဆင်ရမှာပဲဖြစ်ပါတယ်နေစဉ်ရင်ဆိုင်နေရတဲ့အတိုက်ပွဲကျွန်တော်တို့အားလုံးနေစဉ်နေတိုင်းလိုလိုအချိန်တိုင်းလိုလိုတိုက်နေရတဲ့အတိုက်ပွဲပြိုင်နေရတဲ့ပြိုင်ပွဲတစ်ခုရှိတယ်။ဘာလဲဆိုတော့ have to နဲ့ want to ကြားကတိုက်ပွဲပဲ။လွယ်အောင်ပြောရရင်တော့ဖြစ်တဲ့နာနဲ့ဖြစ်ရှင်နာလှုပ်တဲ့နာနဲ့လှုပ်ရှင်နာဒီနှစ်ခုကြားကလွန်ဆွဲမှုပေါ့။ ဘသူနဲ့ဘသူနဲ့တိုက်ရတာလဲဆိုကိုနဲ့ကိုနဲ့တိုက်ရတာပဲကို့အတွင်းထဲမှာရှိနေတဲ့ရုံးကန်ထကြွနေတဲ့စိတ်အလိုဆန္ဒတွေနဲ့အုံနှောင်းနဲ့တိုက်နေကြရတာဖြစ်ပါတယ်ဒီနေရာမှာဘဝရီမန်ချက်နဲ့ပတ်သက်ကြကိုတော့ခဏဖယ်ထားလိုက်မယ်ဆိုပါစို့ဖြစ်ရှင်နာကအစိုးရဖြစ်တင်နာကလောလောဆယ်မိသားစုအတွက်အလုံးလို့ဖို့ဒါမျိုးကတော့ကို့ဘဝအရှိန်အဟုန်မူတည်ပြီးဆုံးဖြတ်ရမှာပဲ အလုံးနဲ့အတိုက်ခံလို့အစိုးရဖြစ်အောင်ဆက်စ조사ရင်တကယ်ဖြစ်လာသူတွေလည်းရှိတယ်လို့အရှိန်တွေလေလွင့်ခဲရသူတွေလည်းရှိတာပဲဘဝဆိုတာကြိုမှန်းစထားလို့ရတဲ့အရာမှမဟုတ်ဖဲကိုခုဆက်ပြောမှာတွေကတော့လုတ်တင်နာတွေတိပါလျက်နဲ့မလုတ်ဖြစ်နေတဲ့အကြောင်းမလုတ်တင်နာတွေတိပါလျက်နဲ့လုံမိနေတဲ့အကြောင်းတွေခံစားခြင်းနဲ့အသည့်စိတ်ရဲ့တိုက်ပွဲလို့ပဲဆက်ရေးသွားတော့မယ် တစ်ဖက်နဲ့တစ်ဖက်တိုက်ကြပြီးဆိုတဲ့အခါတစ်ဖက်သေးကပဲအမြင့်အနိုင်ရနေတယ်ဆိုတာမရှိဘူးဘသူက ပိုနိုင်တာများလဲဆိုတာပဲရှိတယ်အခုလဲဒီလိုပဲအချိန်ပြေအသည့်စိတ်ကပဲနိုင်ခြင်းနဲ့မျောလင့်လို့မရဘူးကိုရီကစက်ရုံမှမဟုတ်တာ ရှင်သန်နေရတဲ့ခေတ်ကာလကလည်းပျော်စရာကောင်းနေတာမဟုတ်ဘူးလीစိတ်အလိုလိုက်မိတာတွေရှိတာပေါ့ဒီအတွက်လဲကိုကိုကို ခွင့်လွတ်တတ်ဖို့လိုလိမ့်မယ် သို့သောခံစားချက်ကပဲမကြခဏအနိုင်ရနေရင်လေဘဝကလဲထွက်နေလိမ့်မယ်။ကျမ်းမာကြံ့ခိုင်မှုတွေအားနည်းနေလိမ့်မယ်။ထီအောင်မှုတွေရှိနေနေလိမ့်မယ်။မကြခဏလဲရေးဘူးတယ်ကျွန်တော်တို့ရဲ့အဓိကပြဿနာကမတိတော့မဟုတ်ဘူး။တီးတဲ့အတိုင်းမလုံနိုင်တာလို့စလိတ်တောက်တဲ့သူတွေကစလိတ်ရဲ့ဆိုးကျိုးကိုမတိလို့တောက်နေကြတာမှမဟုတ်တာ။အားကစားမလုပ်တဲ့သူတွေကလည်း အထိုင်များတာကောင်းတယ်ထင်လို့မလို့ဖဲနေနေကြတာမဟုတ်ဘူးလေတိုက်ပွဲတပွဲအောင်နိုင်ဖို့ဆိုတာကဓမ္မအာဓမ္မပိုင်းခြားသိနေုံနဲ့မရတလို့ပေါ့မဟာမိတ်တွေလိုအပ်တယ်အဲ့ဒါတွေကိုအကောက်အောင်လှူထားနိုင်တဲ့ဘက်ကအသာရတာပဲဆိုတော့ခန်းစားချက်ဘက်မှာဘလို့မဟာမိတ်တွေရှိသလဲနံပါတ်1ခေအရှိအင်းနေစိတ်ပျော်စရာမရှိတဲ့အခါလူဟောထွက်ပေါက်လိုလာတယ်စေးလိတ် အရက်မူးယစ်စီလိန်ကိစ္စလောင်ကစားစတာတွေကနေပျော်ရွှင်မှုကိုရှာလာရတယ်။နံပါတ်1လွယ်ကူခြင်းထိုင်နေရတာနဲ့အားကစားလုပ်ရတာစားကြင်တာစားရတာနဲ့စင်ကြင်ပြီးစားတော့ရတာဖုံးသုံးရတာနဲ့အလုပ်လုပ်ရတာဘယ်ဟာပိုလွယ်တယ်လဲစဉ်းစားကြည့်ကန်စားချက်ကရေစုံလန်းဖြစ်ပြီး အသည့်စိတ်ကရေစံကိုစံတက်ရတာဖြစ်ပါတယ်။နံပါတ် ချက်ရှင်းလင်းငင်အကျိုးကျေးဇူးရခြင်းစီလင်းအခုတောက်လိုက်အခုစိတ်ဖိစီးမှုလျော့သွားတယ်အခုစားကျင်တာလေးစားလိုက်ဂျီနက်သွားတယ်ပြဒနာကရေရှည်မှလာမှာရောဝါလိုခေါ်တဲ့ဆူလက်ကအခုချက်ချင်းရတယ်ဘဝကလည်းပြောမနေဘူးဆိုတော့ဒီရေတို့နောက်ကိုပဲလိုက်မိကြတော့တာပဲဒါကစိတ်ခံစားချက်ဘက်ကမဟာမိတ်ကြီး၃ပွဲအသိစိတ်ဘက်ကရောဘသူတွေရှိလဲနံပါတ်1အလိအထ routine ကိုဆိုလိုချင်တာဥပမာကျွန်တော်တပတ်စာ3ပုတ်ရေးတယ်တနေ့ရှင်းလန်းတပေါင်းလျှောက်တယ်တပတ်9ရက်လောက်လေ့ကျင့်ခန်းတစ်ခုခုလုပ်တယ်အဲ့ဒါတွေကစိတ်ပါမှထားလို့တာမဟုတ်ဘူး move ကိုသာစောင့်နေရင်လည်းတနေ့တနေ့ဘာမှကိုလုပ်ဖြစ်တော့မှာမဟုတ်ဘူးတကယ်က routine အနေနဲ့သတ်မှတ်ထားလိုက်တာစာရေးရမယ့်ရက်ရေးချင်ချင်မရေးချင်ချင်ရေးပြေးရမယ့်ရက်ပြေးချင်ချင်မပြေးချင်ချင်ပြေး လမ်းကိုဘလို့ဖြစ်ဖြစ်ရှေးလမ်းတစ်တောင်ပြေးအောင်ရှောက်တကယ်အကျိုးရှိပါတယ်လို့ကြည်ပါအဲ့ဒီလိုတတ်မှတ်မထားရင်လေခုနကခန်းစားချက်ကဝင်ချလာရောနားလိုက်တော့မယ်ရွှေ့လိုက်တော့မယ်တွေဖြစ်ရောတခြားကိစ္စတွေအေးပေးမိရောတကယ်တော့အချိန်မရှိဘူးဆိုတာတကယ်မရှိတာမဟုတ်ဖဲကို့အတွက်ဦးစားပေးမဟုတ်တာပဲမို့လား I don't have time equal is not my priority ဒါကြောင့်တဏိစာမဖြစ်မနေလုံးရမယ့်အရာတွေကိုသတ်မှတ်ပါ။ကြားချိန်တွေမှာပဲစိတ်ခံစားချက်ကိုအလိုလိုက်ပါ။နံပါတ်1ပဝန်းကျင်ကောင်းခက်ချင်သလားတယောက်တည်းလို့လွယ်ချင်သလားတူရတူရလူတွေနဲ့ပေါင်းလူမှာပဝန်းကျင်နဲ့အံဝင်ကွင်ကျဖြစ်လို့ရဲဆိုတော့ပင်ကိုဗီဇစိတ်ရှိပါတယ်။အဲ့ဒါကိုအသုံးချလိုက်ဖို့ပါ။ဆိုလိုတာကအကစားလုပ်တဲ့သူတွေနဲ့အပေါင်းများရင် ကိုယ်လည်းလိုက်လို့ရှင်လာတယ်။ ကျမ်းမာရေးဂရုစိုက်သူတွေနဲ့အနေများရင်သူတို့ပြောသမျှ conversation တွေကကျမ်းမာရေးနဲ့ပတ်သက်တာတွေပဲများနေတဲ့အတွက်ကိုပါအဲ့ဒီလိုလိုက်လို့ရှင်လာရောပညာရေးလိုက်စားသူတွေကိုကိုကိုတိုးတက်ဖို့ဆရာထက်တန်သူတွေနဲ့အနေများရင်လေကိုမှလိုက်စူးစမ်းခြင်းစိတ် inspiration တွေရလာရောပဝင်းချင်းကခန်းစားချက်အတွက်လည်းမဟာမိတ်ဖြစ်တတ်ပါတယ်ငကူကမှဂျာရီမလို့ဖြစ်ဖို့မနေထိမ့်သိမ့်နေရတာ ပဝင်းချင်းကပါအပိတ်တိုက်တွန်းနေရင်တော့ပြီးပါလေရောပုံ။ဒါကြောင့်ကိုကိုကို right environment မှာထားထားနိုင်ဖို့ကသိအရေးကြီးတာပါ။ပဝင်းချင်းဆိုတာမှာအသုံးအဆောင်ပစ္စည်းစားကြည့်စပွဲအိတ်ခမ်းအထားအသုံးအလုတ်ခွင်စတဲ့သက်မဲ့တွေလည်းပါတယ်ဆိုတာကိုသတိရှက်စေလိုပါတယ်။အိမ်မှာလေဖောင်းမုံတွေဝယ်ထားပြီးပြုတ်ပြန်ထားတဲ့အစားအစာတွေရှောင်တော့မယ်ဂရိတ်ကျော်နေတာမျိုးကတော့စစ်တပ်ကပြောတဲ့ငြင်းချင်းရေးစကားလိုပဲ ဘယ်တော့မှလက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။နံပါတ်3ရခင်ကကိုကိုကို ထိမ့်သိမ့်နိုင်ဖူးတဲ့အတွေ့အကြုံနားချုပ်စရာတော့ကောင်းနေမထိမ့်သိမ့်နိုင်လို့မဟာမိတ်လိုပါတဲ့ဆိုမှရခင်ကအတွေ့အကြုံ ရှိရအောင်မယ်တဲ့လား။မြင်သာအောင်ဥပမာပေးရရင် ရှမ်းသာတဲ့သူကငွေအရင်အနည်းပို့ပို့ထည့်နိုင်တော့ရှမ်းသာတဲ့ရှမ်းသာလာပြီးစင်းရဲတဲ့သူကပို့ပို့စင်းရဲသွားသလိုမျိုးပဲ။ ကိုကိုကိုထိန်းချုပ်နိုင်လေလေအုံနောက်မှာ self control နဲ့ပတ်သက်တဲ့အစိတ်အပိုင်းကအကောင်းလာလေလေကိုကိုကိုပို့ပြီးထိန်းချုပ်နိုင်လေအကောင်းကျော့တန်တရားလေတဲ့စိတ်အလိုလိုက်ပါများလေအုံနောက်မှာ self control နဲ့ပတ်သက်တဲ့အစိတ်အပိုင်းတွေက အားနေလေစိတ်အလိုပို့လိုက်ပြီလေအစိုးကျော့တန်တရားလေတဲ့ဒါကိုဖြတ်တော့ဖို့ကတော့ရှင်းပါတယ်စင်းရဲတဲ့သူကပတ်စံလေးတွေဆုစုပြီးစင်းရဲရင်းကနေယုံထွက်ရသလိုပဲ ကိုကိုကိုထိန်းချုပ်တဲ့အလေးအကျင့်ကလေးတွေမြမြလောက်ပြီးကိုအုံတော့ကိုပိုအားကောင်းလာအောင်လုပ်ရပါလိမ့်မယ်။ခန်းစားချက်ဘက်ကမဟာမိတ်သုံးဖွဲ့ကတော့အတော်လေးအားကောင်းပါတယ်။ဒါကြောင့်လေအသည်စိတ်ဘက်ကအေးနှိမ့်တဲ့နေရတွေအမြောက်အများရှိနေတာ။လူပြောများကြတယ် motivation တို့ will power တို့ဆိုတာကလည်းရေရှည်ကိုယ့်ဘက်မှာရှိနေမဲ့မဟာမိတ်ကောင်းတွေမဟုတ်ဘူး။အတူရှိပေးလားမိုင်းကုံတစ်ပတ်ပဲ။ပြည်ရနဲ့ပြုတ်သွားရော ဒါကြောင့်ဒီမဟာမိတ်သုံးဖွဲ့နဲ့ဆက်ဆံရေးကောင်းအောင်တေချာတိစောက်ထားပါမှာဒီတိုက်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်။အပေါ်မှာရေးခဲ့သလိုပါပဲခံစားချက်နဲ့အသီးစိတ်ရဲ့တိုက်ပွဲမှာတစ်ဖက်သေးကပဲအချိန်ပြည့်အသာရနေတာတော့မရှိပါဘူး။ပိုပြီးအသာရတဲ့ဘက်ကဘဲဘက်လဲဆိုတဲ့အပေါ်မူတည်ပြီးကိုဘဝပုံပေါ်လာမှာဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ၂၈ရက်၉လ၂၀၂၅ ။ဟုတ်ကဲ့အခုမိတ်ဆွေတို့နားဆင်ခဲ့ကြရတဲ့ဇာရဲ့အဆောင်းပါးလေးကတော့နေစဉ်ရင်ဆိုင်ရတဲ့တိုက်ပွဲလို့အမည်ပေးထားတဲ့အဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့တိုက်ပွဲတစ်ခုကိုနေစဉ်ရင်ဆိုင်နေရတယ်ဆိုတာကိုပို့ပြီးတော့သတိရှိမိသွားမယ်ထင်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အဆောင်းပါးတွေနဲ့အတူ ပြန်လည်ဆုံတွေ့ပါဦးမယ်။